မြို့သားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့မဟာမိတ်အဖွဲ့ဆောင်ရွက်ရမှာစီလုံးညီညွတ်တော်တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UN အနေနဲ့ဆိုရင်ပိုသင့်တော်မယ်လို့ဆန်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကပြောပါတယ်ဒီသတင်းကိုအောင်သူကပေးပို့ထားတာပါခင်ဗျာရကောက်ဝဲရဲ့ကြင်ညာပြီးတဲ့အချိန်မှာပဲကိုယ်စလလောင်းစင်းရင်တင်သွင်းဖို့ပါတီတွေအနေနဲ့လှုပ်လာကြပါတယ် ဒီအချိန်မှာပဲမြို့သားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့နိုင်ငံရေးပါတီအဖွဲ့အစည်းတွေနဲ့မဟာမိတ်ဖွဲ့ဖို့စဉ်းစားတဲ့အခါမှာ1998ခုနှစ်ကဖွဲ့စည်းခဲ့တဲ့ပြည်သူ့လွတ်တော်ကိုစားပြုကော်မတီ CRPP အစားရှီလုံးညီညွတ်တော်တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA နဲ့ဆိုရင်ပိုတင့်တော်မယ်လို့ရှမ်းတိုင်းရင်းသားများဒီမိုကရေစီဖွဲ့ချုပ်ကပြောဆိုလိုက်တာပါ။ ဒါနဲ့ပတ်သက်လို့ရှမ်းတိုင်းသားများဒီမိုကရေစီဖွဲ့ချုပ်အနေနဲ့ဇူလိုင်လ13ရက်နေ့ကအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်နဲ့တွေ့ဆုံတုန်းကလည်းစစ်တုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA နဲ့မဟာမိတ်ဖွဲ့ဖို့ကိုတင်ပြထားတယ်လို့ဆိုပါတယ်။ UN ကိုစဉ်းစား UN ကိုမူတည်ပြီးစဉ်းစားပါလို့ပြောတာ။ဒါပေမဲ့သူတို့ကစဉ်းစားမှာမသိသေးဘူး။သူက CRPB ကိုပဲစဉ်းစားတာပေါ့နော်။ CRPB အစားအယွင်းတွေကိုတက်စဉ်းစားဖို့လို့ ညီလေးယူရနေမှာပါတဲ့လူတွေလည်းအကုန်လုံးညီရပိုကောင်းတယ်လို့ထင်တယ်။အဲဆိုပိုကောင်းလို့ထင်တာပဲနော်။ဒါမဲ့လည်းအဲသူတို့ကလည်းစဉ်းစားကြည့်ချင်းမတူကြဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းကနေပြည်တော်သတင်းစာရှင်းလင်းပွဲမှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကပြည်သူ့လွတ်တော်ကိုစားပြုကော်မတီ CRPP အဖွဲ့ဝင်ခေါင်းဆောင်တွေဝင်ရောက်ရှင်ပြိုင်တဲ့နေရာမှာသူတို့ပါတီအနေနဲ့ဝင်ရောက်ရှင်ပြိုင်မှာမဟုတ်ဘူးလို့ထုတ်ပေါ်ပြောဆိုထားပါတယ်။အဲ့ဒီ CRPP အဖွဲ့ဝင်ခေါင်းဆောင်တွေထဲမှာတည်ဆုံသွားတဲ့သူတွေရှိတယ်လို့တရှိထင်ရှားရှိနေတဲ့သူတွေထဲမှာလည်းလက်ရှိတမ်းမာရေးအခြေအနေတွေကြောင့်ဒီနေ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်တော့မှာမဟုတ်ပါဘူး။ CRPP အဖွဲ့ဝင်တအူးဖြစ်တဲ့ဦးအေးတောင်ကတော့ရခိုင်ပြည်နယ်မြေပုံမြို့ကနေဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။ အဖွဲ့ဝင်နောက်တူဖြစ်တဲ့ SNLD ဥက္ကဋ္ဌဦးခွန်ထုံးကတော့ရေကောက်ပွဲဝင်ရောက်ရှင်ပြိုင်ဖို့အတွက်အခုချိန်ထိမဆုံးဖြတ်ရသေးပါဘူး။စီလုံးညွညွတော်တိုင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UN နဲ့တဘာပတိအဖွဲ့ဝင်ဦးဖြစ်တဲ့ဦးအေးတောင်ကတော့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ UN အင်းနဲ့မဟာမိတ်ဖွဲ့မယ်ဆိုရင်မူအဖြစ်ခြေခံတူညီမှုတွေရှိမှဖွဲ့စည်းလို့ရမှာဖြစ်တယ်လို့ဒီဝီဘီကပြောပါတယ်။ကျွန်တော်အောင်သူပါခင်ဗျာ။